ဝိတ်ပို့ပေးရလေဇာမီကိုအတန်းတွေမထွက်နိုင်အောင်ထိုးမယ်သွေးလင်းထက်ဇာမီကတော့သွေးလင်းထက်နဲ့ပွဲအတွက်ဝိတ်ချိန်စီစစ်လို့ရမှာဝိတ်တန်းရဲ့တတ်မှတ်ဝိတ်ချိန်ထက်ကိုကျော်လွန်သွားခဲ့ပါလေစရဝိတ်တန်းရဲ့တတ်မှတ်ဝိတ်ချိန်က125ပေါင်နဲ့125ပေါင်ဖြစ်ပါလေအခုဇာမီက126.4ပေါင်ဖြစ်သွားလို့တတ်မှတ်ဝိတ်ချိန်ထက်1.4ပေါင်ပူသွားခဲ့တာပါသွေးလင်းထက်ကတော့134.8ပေါင်နဲ့တမန်ဝေးချင်းတွင်းမှာ EC ပဲဝင်ခဲ့ပါလိမ့်။သွေးလင်းထက်ကတော့ဒီပွဲမှာနှစ်သီးစားတော့မဲ့နေထားပါပဲ။ ဒီပေါက်ထားတဲ့ဆိုကမှကန်ဆမ်းမေးပါထက်ရသွားသလိုမျိုးတပွဲတည်းနဲ့အကြီးပွားပေါက်တိုးရပါတော့မေဘာလဲဆိုဆမ်းမေးကဝိတ်ပူသွားလို့သွေးလင်းထက်ကိုသူ့ရဲ့ထိုးကြီးတဲကနေ20ရာခိုင်နှုန်းလောက်ထိခွဲပေးရပါတော့မေဆမ်းမေးရဲ့ထိုးကြီးကဒေါ်လာ1000ဆိုရင်သွေးလင်းထက်ကဒေါ်လာ2000လောက်အပူရသွားအောင်မှာပါနောက်ပြီးတော့ဆမ်းမေးလိုမွေတိုင်းဂန်ဝင်းလိုနိုင်လိုက်ရင်လေဘောနပ်ကြီးကရရှိဖို့တေချာတော့ရှိနေခဲ့ပါလေသွေးလင်းထက်ကတော့ဝိတ်ပူရင်လည်းဘာထားမှမထားပဲနဲ့ဆမ်းမေးကိုအပီဆွဲပြစ်မှာပဲဖြစ်ပါလေ ွေလင်းထမ်းမျောမှန်းခတ်တဲ့တိုက်ကွက်တွေနဲ့နောက်ပြီးတော့လူငယ်အင်အားရယ်ကဆမ်မီကိုအခက်တွေ့စီမှာပါဒါပြင်အခုလိုဆမ်မီကဝိတ်ပူသွားလို့ဆမ်မီတို့ကလည်းစိတ်ထဲမှာနည်းနည်းလေးတော့ကြာဆင်းသွားနိုင်တယ်လို့သွေလင်းထက်တို့ကလည်းစိတ်တက်တက်ကြသွားနိုင်ပါတယ်ဒါတော့ဝိတ်ပူပေးရတယ်ဆိုမှသွေလင်းထက်ကဆမ်မီကိုနိုင်အောင်ထိုးဖို့အတွက်ပို့ပြီးတော့အားသာသွားပြီလို့ပဲဆိုရမှာပါဝိတ်ပူပေးထားတဲ့ဆမ်မီကိုပြီးချိန်ပြီးတော့ဘရာဂျန်ချိုင်းစီကနေကပတ်စိန်ခေါ်ဖို့သွေလင်းထက်တယောက်စိတ်အားထက်သန်နေမယ်ဆိုတော့သိကြပါတယ်